ဒီလူကိုကြိုက်တယ်ကွယ်နော်ဒီလူကိုကြိုက်တယ်ဒီလူကိုသဘောကျတယ်ဆိုလို့ရှင်တူညီတဲ့အမားတစ်ခုကိုပဲ ကိုကြိုက်တဲ့လူကလှုပ်တဲ့အခါကျတော့ ဒါပါဇက်ကလေးပိတ်နေတာပဲဖြစ်ဖြစ်ဒီဥစ္စာပေါ်မှာအကောင်းအောင်ပြောလိုက်တာပဲဖြစ်ဖြစ်လုတ်ပြီးတော့ကိုကဘလို့မှကြည်မရတဲ့မျက်မုံးကျိုးတဲ့လူတယောက်ကတူညီတဲ့ကိစ္စကိုပဲလုတ်တဲ့အခါကျတော့အရန်ကိုဒါ blame လုတ်တာလုတ်တာမှာမှကိုကကိုတယောက်တည်း blame လုတ်တာမဟုတ်ဘဲနဲ့ကြံတဲ့လူတွေအကုန်လုံးလဲဝင်ပါလာအောင်အတွက်ကိုလာအတူတူဝိုင်းပြီးတော့ blame ကြမယ်ဆိုတဲ့ပုံစံမျိုးလုတ်တာတွေလည်းတွေ့ရတယ်ပေါ့မင်္ဂလာပါသူမကိုချင်းရဲ့အပတ်စဉ်ဗီဒီယိုလေးတွေကနေပြန်လဲကြည့်စုလိုက်ပါရယ်ဒီနေ့ကျမပြောမယ့်အကြောင်းအရာက scout mindset သို့မဟုတ်နောက်တစ်ခေါက်ပြန်စဉ်းစားပါအောင်ဆိုတဲ့အကြောင်းအရာလေးဖြစ်ပါတယ်ပေါ့နော်ဒီအတွက်ကိုကျမက story လေးတစ်ခုလည်းပြောပါမယ်ပေါ့ဆိုတော့အဲ့ဒီ story မပြောခင်မှာဒီစကားလုံးလေးနှစ်ခုကိုနားထောင်နေသူတွေကိုတစ်ချက် remind လုပ်ချင်တယ်ပေါ့နော်ဒီ video ကနိုင်ငံရေးကိုအခြေပြုထားတဲ့ video မဟုတ်ပါဘူးဒါပေမဲ့စကားလုံးအတုံးနှုံးနေတဲ့မှာနိုင်ငံရေးအတုံးနှုံးလေးတွေအနေချင်းပါကောင်းပါနေနိုင်နေပေါ့နော်သို့တော့ အခြေခံကတော့နိုင်ငံရေးအကြောင်းတော့မဟုတ်ပါဘူးစကားလုံးနှလုံးပြောကြည့်ပါမယ် soldier ရဲ့ scout ရဲ့ပေါ့နော် soldier ဆိုတာကတော့စစ်မြေပြင်မှာစစ်တိုက်နေတဲ့အခြေအနေမှာရှိတဲ့စစ်သား scout ကတော့ထောက်လှမ်းလို့ပြောမလားနော်မြန်မာလိုဘာသာပြန်ရင်တော့ scouting လုပ်တယ်ဆိုတာစစ်မြေပြင်မှာရန်သူစစ်စခန်းကိုမဝင်ခင် ဒီစစ်စခန်းရဲ့အနေအထားကိုသွားပြီးတော့လေ့လာတာမျိုးပေါ့နော်။ဘယ်လန်းချောင်းကသွားရင်တော့ကိုယ့်အတွက်အသာစီးရရမလဲဆိုတဲ့အဥ္စာကိုသွားကြည့်တာမျိုး။ဒါမှမဟုတ်အကယ်၍များနောက်ဆုတ်ရမယ်ဆိုလို့ရှင်လဲဆုတ်မဲ့လန်းခွာမဲ့လန်းကို scouting ကအရင်သွားပြေးကြည့်တယ်လူတယောက်မဟုတ်ရင်လည်းတအုပ်စုအဲ့လိုဖြစ်မှာပေါ့နော်။ဒီနေရာမှာတော့တယောက်ကိုပဲပြောကြပါစို့။အဲဒီလိုမျိုးပေါ့။ဆိုတော့ဒီလူတယောက်ကိုဝင်ပြီးတော့စဉ်းစားကြည့်ပါပေါ့နော်။ကိုသာစစ်မြေပြင်မှာလက်ရှိစစ်တိုက်နေရတဲ့စစ်သားဆိုရင် ဒီလိုအခြေအနေနဲ့နောက်တစ်ခုကတော့ကိုကကိုရဲ့တက်အတွက်ကိုရန်သူစခန်းကိုစစ်သွားတိုက်ဖို့အတွက် scouting လုပ်ပေးရတဲ့ scout နေရာကိုယူထားတဲ့လူဆိုရင်ဘယ်လိုနေမလဲဆိုတော့အနေထားမျိုးနဲ့သူတို့ရဲ့နေရာကိုဝင်စင်းစားကြည့်ပါကိုအနေနဲ့မဟုတ်ဘဲနဲ့အဲ့လူတွေရဲ့နေရာကိုဝင်စင်းစားကြည့်ပါဘူးနော်စစ်သားတယောက်ကစစ်တိုက်ကြရဲဆိုတဲ့အခါပေါ့နော်စစ်မြေပြင်မှာတိုက်လဲတိုက်နေရပြီဆိုတဲ့အခါဒီစစ်ပွဲပြီး logic ဖြစ်ဤမဖြစ်ဤတစ်ဖက်ရန်သူသည်တကယ်တမ်းက မှန်ဤမမှန်ဤငါတို့ခေါင်းဆောင်ကမှန်ဤမမှန်ဤထက်စစ်မြေပြင်ကိုရောက်နေပြီဖြစ်တဲ့အတွက်ကြောင့်မလို့ logic လို့ခေါ်တဲ့ယုတ်တိတွေမရှိတော့ဘဲနဲ့ကိုယ့်ဘက်မှာမရှိတဲ့လူမှန်သမျှအကုန်လုံးပြစ်တက်ခွင့်ပေးထားလို့ရှင်လဲပြစ်မိန်တိုင်းသူတို့ပြစ်မှာပဲပေါ့နော်ဒီလိုမျိုးသွားမယ်ပေါ့ तू က logic ကိုမကြည့်ဘူးဒါငါဘက်ကမဟုတ်ဘူးငါဘက်ကမဟုတ်ဘူးဆိုရင်ငါပြစ်လိုက်တော့မှာပဲအေးဒီလိုတော့သဘောမျိုးသွားမှာပေါ့နော်ဒီနေရာမှာ scouting ကြားတဲ့ခါကျတော့သူ့ရဲ့ role က ဘယ်လမ်းကြောင်းကသွားရင်တော့အကောင်းဆုံးဖြစ်မလဲဆိုတာကိုလေ့လာရတဲ့လူဖြစ်တယ်เนาะအဲ့တော့ဆိုကြပါစို့ तू ကရန်သူစစ်စခန်းတစ်ခုလာပြီးတော့လေ့လာတယ်ဒီလမ်းကြောင်းကောင်းတယ်လူသူမြင်လိုက်တယ်ဒါပေမဲ့သူ့အနေနဲ့ဒီလမ်းကြောင်းဒီအကောင်းဆုံးဖြစ်ရလားဒီလမ်းကြောင်းထက်ကောင်းတဲ့တခြားသောရွေးချယ်မှုများရှိအောင်မလားဆိုတဲ့ဥစ္စာကိုတင်မပြခင်မှာတစ်ခေါက်ပြန်စစ်အောင်ပါပဲအကယ်၍များသူ့ရဲ့ရေဒါထဲမှာသူပထမကောင်းတယ်လို့ထင်ထားတဲ့လမ်းကြောင်းထက် ပိုကောင်းတဲ့လမ်းကြောင်းတစ်ခုပေါ်လာလို့ရှိရင်အိုးငါထင်ထားတာမဟုတ်သေးဘူးပေါ့နော်ငါဒီထက်ပိုကောင်းတဲ့တခြားဟာလည်းရှိနေသေးတယ်နည်းနည်းကွဲနေတဲ့ဟာလေးရှိတယ်အဲ့ဒါဆိုလို့ရှိရင်ဒီလမ်းကြောင်းအစ်စ်ကိုကြည့်ကြည့်ရအောင်ဘာဖြစ်လို့လဲဆိုတော့အဲ့လိုကြည့်ခြင်းအားဖြင့်သူ့ရဲ့နောက်မှာသူ့ကိုစောင့်နေမဲ့ team အတွက်ကို तू ကအကောင်းဆုံး report ကိုပေးနိုင်ရင်သူတို့အောင်နိုင်ချေပို့ပြီးတော့ရှိတဲ့အတွက်ကြောင့်မလို့ scout ကကြတော့ဒါစဉ်းစားတဲ့ပုံစံကအဲ့လိုရှိရဲပေါ့နော်။ तू က logic ကိုစဉ်းစားတာပေါ့ ဒါကတော့ငါမှန်တယ်လို့ထင်တာတော့ဟုတ်ပြီဒါပေမဲ့ချမှန်တဲ့နောက်တစ်ပိုင်းလည်းရှိနေသေးလားအဲ့ဒါဆိုလို့ရှိရင်ကြည့်ရအောင်เนาะအားလုံးထဲမှာမအကောင်းဆုံးဟာဘာဖြစ်မလဲဒါမျိုးကိုရွေးချယ်တာကဒါ scouting တယောက်လုပ်တဲ့ဘောမျိုးဖြစ်ပါတယ်အမှန်ကတော့ဒါကြုံလို့ပြောပြတာပေါ့နော်ဒီ scouting ကစစ်ပွဲမှာမှရှိတာတော့မဟုတ်ပါဘူးကျမတို့ marketing သမားတွေမှာဆိုရင်လည်းပေါ့နော် scout ကရှိပါတယ်ပေါ့ဥပမာကိုကရန်ကုန်မှာနေတယ်နေမြို့မှာသွားပြီးတော့ပွဲတစ်ပွဲလုပ်မယ်အဲအမှန်မှာတော့နေမှာလုပ်မှာမဟုတ်ဘူးဘယ်မှာပဲလုပ်လို့ပါ sorry ပွဲလုံးမယ်ဆိုလို့ရှိရင်ကိုပေးနိုင်တဲ့ပတ်စံကိုတုံးနိုင်တဲ့အတိုင်းတာနဲ့ပေါ့နော်ကိုလိုချင်တဲ့ audience ကတသိန်းဆိုရင်တသိန်းပေါ့နော်နှစ်သိန်းဆိုရင်နှစ်သိန်းအဲ့လောက်လောက်ဆန့်နဲ့ကွင်းကျဲကြီးရှိရဲမိုးရသီတွေပါတယ်မလို့ဆိုရင်လည်းရေတအားမဝတ်တဲ့အစသဖြင့်ကို့မှာ criteria လေးတွေရှိမယ်ပေါ့အဲအဲ့လိုမျိုးကို host လုပ်ပေးနိုင်တဲ့နော်နေရကွင်းဘယ်နှခုရှိလဲဆိုတာကိုကျမတို့ပွဲတွေဘာတွေမလုပ်ခင်ဆိုလို့ရှိရင် scout လွှတ်ရပါတယ်ဒီလူကိုကျမတို့ scout လို့ခေါ်တယ်ပေါ့နော်လွှတ်ရတယ်ဒီလူကသွားပြီးတော့ကြည့်တယ် location ဥမာ 3ခုလောက်ရှိမယ်4ခုလောက်ရှိမယ်ဒီမျိုးမှာပေါ့ဆိုတော့ကိုလိုချင်တဲ့ radar အတွင်းမှာအဲ့ဟောက်သွားကြည့်ပြီးတော့ကြည့်လာခဲ့တယ်เนาะဒီ part queen တစ်ခုချင်းစီမှာ number 1နဲ့3 location က3ခုရှိရဲ့အဲတက်မှာတော့အာသာချက်အာနေချက်နှစ်မှာအာသာချက်အာနေချက်၃မှာအာသာချက်အာနေချက်အဲ့ထဲကမှာအကောင်းဆုံးဆိုတဲ့ဥစ္စာကတော့အာဒါကျွန်တော်အနေနဲ့ကျမအနေနဲ့တော့ နှစ်လို့မြင်ပါတယ်เนาะ budget လက်တက်နိုင်နေဆိုရင်နှစ်ကိုသုံးကြမလားဒီလိုသွားတယ်ပေါ့เนาะဒါ scouting အလုပ်လုပ်တဲ့ပုံစံကအဲ့လိုလုပ်တာပေါ့ဆိုတော့ဒီနေရာမှာဒီ video မှာကျမတို့က soldier mindset နဲ့ scout mindset နဲ့ကို ရှင်းထိုးပြခြင်းတာဖြစ်ပါတယ်เนาะအဲခုနကဒီ soldier နဲ့ scout ဒီအလုပ်လုပ်ပုံကတော့အကယ်၍များမသိတဲ့လူတွေရှိခဲ့မယ်ဆိုလို့ရှိရင်ဆိုတဲ့သဘောနဲ့ကျမကရှင်းပြတာပေါ့เนาะဆိုတော့ဒါကတော့သူတို့ရဲ့တကယ် actual အလုပ်လုပ်ရတဲ့ပုံစံပေါ့အခုကျမတို့ပြောမယ့်ဟာကြတော့ ရှေ့မှာပြောသွားတယ်ဒီအလုံးနှစ်ခုရဲ့တဘာဝကိုယူပြီးတော့သူတို့ရဲ့ mindset နှစ်ခုကိုတကယ်ကျမတို့ real life ထဲမှာဗောနော်ကျမတို့လူမှုဘဝထဲမှာအသုံးပြုတဲ့အခါဘယ်လိုရှင်ထိုးပြီးတော့ပြောလို့ရမလဲဆိုတဲ့အပိုင်းလေး ਨੇ တွားကြပါမယ် social mindset ဆိုတဲ့သဘောကကြတော့ဒါမှန်တယ်ဒီတိုင်းပဲ logic တွေပါလာမပြောနဲ့ငါမှန်တယ်ဆိုလို့ရှိရင်အဲ့ဒီတိုင်းပဲတသွေးတတန်တမိဒီတိုင်းပဲသွားမယ်အဲတခြားဟာမှန်တယ်တို့ဘာလို့နည်းနည်းပါးပါး အတန်တွေပါကြားကောင်းကြားရနိုင်တယ် but then i don't care i don't listen because i'm already make peace with my choice တ ೇನೆ ဟာတွေကိုမစဉ်းစားတော့ဘူးဆိုတဲ့သဘောပေါ့ဒါမှမဟုတ်လဲ तू อ่ะ social mindset သဘောက defensive ပေါ့တအားလဲကကွယ်တာပေါ့เนาะဒါမှန်တယ်လို့ထင်ထားတဲ့ကိစ္စကိုဒါကိုအရန်ကိုကကွယ်တော့မှာသူများမှန်တယ်မှားတယ်ဆိုတာထက်ငါ defend လုပ်တော့မှာဒီဟာကိုတအားကတော့မှာအဲ့ဒါ social mindset ပေါ့ scout mindset ရဲ့သဘောကကြတော့ အာငါမှန်တာတော့ဟုတ်တယ်ငါမှန်တယ်လို့ထင်တယ်ပေါ့နော်အဲဒါပေမဲ့လည်းအဲတခြားနည်းနည်းပိုကောင်းတယ်လို့အမြင်လေးချီးတဲ့အခါကျရင် let's think about it let's explore ပေါ့နော်ကြည့်ကြည့်ရအောင်ပေါ့လောကကြီးမှာ limit သည်ငါတွေးထားတဲ့ဟာတခုတည်းရှိတာမဟုတ်ဘူးတခြားလဲဒီထက်ပိုပြီးတော့ကြီးမားတယ်ပိုကောင်းတယ်တခြားသောရွေးချယ်စရာတွေတိစရာတွေတက်စရာတွေရှိနေနိုင်တာဖြစ်နိုင်တယ် let's explore ဆိုတဲ့အပိုင်းကို scout mindset ကသွားပါတယ်ပေါ့နော်ဆိုတော့အဲ့မှာ ဟို18ရာစုလောက်ကဥပမာလေးတစ်ခုကိုပေးချင်ပါတယ်ဗောနော်ဒီဥစ္စာကျွန်မ talk တစ်ခုထဲမှာနားထောင်ခဲ့တာဖြစ်ပါတယ်အခုဒီမှာကျွန်မပေးထားတဲ့ဒီ screen shot လေးတွေကဗောနော်ပြင်သစ်အာမီထဲမှာ spine တယောက်ကနေပြီးတော့ဗောနော်သူတို့ဒီစစ်တပ်ထဲမှာရှိတဲ့ spine တယောက်က German စစ်တပ်ကိုခိုးပို့တဲ့စာတစ်စောင်သူကမိတယ်ဗောနော်စာထဲမှာလျှို့ဝှက်ချက်တွေရေးထားတယ် ဟာတွေပါတယ်စာလေးကလည်းတော်တော်နွန်းနွန်းကြည်ကြည်လေးပေါ့နော်အဲ့တခုကိုသူတို့တွေ့သွားတယ်ပေါ့နော်ဒီ French Army Intelligence ကနေပြီးတော့ဖမ်းမိသွားတယ်တွေ့သွားတယ်အဲဘသူလောက်တာလဲဘသူလဲဆိုတာတော့သူကမတွေ့ဘူးစာကိုပဲတွေ့သွားတာပေါ့နော်ဘသူဟာလဲဆိုတဲ့ဟာကိုမသိဘူးပေါ့မသိတော့အဲ့ဒီအချိန်တုန်းကဒီ ကျင့်သစ်ရဲ့စစ်တပ်ကတအားကို anti-semantic ဖြစ်တယ်ပေါ့နော်ဂျူးမုံတဲ့ဝါဒီပေါ့အဲ့ဒီဒုံကတော့အမှန်ကကျင့်သစ်တဲ့နိုင်ငံတွေတော့မဟုတ်ဘူးအဲဥရောပမှာရှိတဲ့နိုင်ငံတော်တော်များများက anti-semantic ဖြစ်ကြတယ်ပေါ့နော်အဲ့လိုအခြေအနေမျိုးမှာဒီစာကိုတွေးတော့ဖြစ်ချင်တော့ကန်ဆိုးချင်တော့အခုဒီမှာ ပြထားတယ်သူ့နာမည်က Alfred Dreyfus လို့ခေါ်တယ်ပေါ့နော်ဆိုတော့ဒီလူကဂျူးလူမျိုးပေါ့အဲ့ဒီစစ်တပ်တဒက်လုံးမှာဒီတယောက်တည်းကအဲ့ဒီ rank မှာဂျူးလူမျိုး အဲ့ဒီလူကကန်ဆိုးကျင်တော့အစာထဲမှာရေးထားတဲ့လက်ရည်ကသူ့ရဲ့လက်ရည်နဲ့ဆင်နေတာအဲ့ဒီဥစ္စာကိုသူတို့မှဒီ handwriting expert ဆိုတဲ့လူတွေရှိရပေါ့နော်ဆိုတော့အဲ့ဒီကနေပြီးတော့ identify လုပ်လိုက်တာပေါ့နော်သူကဒါအမျိုးမည်ဖတ်လိုက်တဲ့အခါ driver's ရဲ့လက်ရည်နဲ့စာထဲရဲ့လက်ရည်နဲ့ကသွားပြီးတော့တူနေတာအဲအဲ့ဒါကလွဲလို့ရှိရင်တော့တခြားဘာတစ်ခုမှဟိုတတ်သေးလေးဘာလေးရှိတာမဟုတ်ဘူးတစ်ခုတည်းပဲ သူကလည်းရေးဆင်နေတယ်အဲ့တခုပါပဲအဲ့တော့သူတို့ကသူ့ရဲ့ဒီတိုက်ခန်းမှာသွားပြီးတော့ရှာတယ်ပေါ့နော်တခြားဘာများ evidence တွေသက်သေရှိအောင်မလဲသွားရှာတယ်ဘာသက်သေမှမတွေ့ဘူးမတွေ့ပေမဲ့လည်းဒါ driver's ပဲဘာဖြစ်လို့ driver's ပဲလဲဆိုတော့သူတို့တွေကအလိုလိုနေဂျူးမုံတာအဲ့တော့ဒီစာလိုကိစ္စမျိုးကလုံးဝအကြီးကျယ်ပြဿနာအကြီးကြီးဖြစ်သွားနိုင်တယ် အဲ့ဒီပြဒနာအကြီးကြီးဖြစ်သွားနိုင်တဲ့အခါဒီပြဒနာကြီးကိုဂျူးကိုပဲချကျင်တယ်ကိုယ်တည်လားဒီလိုမျိုးခရစ်ယာန်တွေအများများတဲ့ society ထဲမှာဒီဂျူးတယောက်ကဘာလုပ်နေရလဲပေါ့အဲအဲ့လိုမျိုးပေါ့ဒါသူ့ကိုပစ်ချလိုက်ခြင်းတယ်ဆိုတဲ့သဘောပေါ့လीနော်အဲ့တော့သူ့အခန်းမှာတော့ရှာတယ် ဘာမှမတွေ့ဘူးဘာမှမတွေ့တော့လဲသူကဘာပြောလဲဆိုတော့အဘယ်တွေ့မလဲပေါ့နော်အဲဒီကောင်က spy ဆိုတော့အရန်ကိုပါနဲ့တယ်ပေါ့ငါတို့မလာခင်တည်းကအကုန်လုံးကိုသူကဟွက်ထားပြီပေါ့အဲသူကအဲ့လိုပဲပြောတယ်တကယ်ဆိုမတွေ့ဘူးဆိုရင်သူ့ကိုအရင်တော့ထင်ထားတယ်အခု by evidence မှမတွေ့ဘူးဆိုလို့ရှိရင်တကယ်ကဟိုမဖြစ်နိုင်တာလေဖြစ်နိုင်နေဆိုတာမျိုးတွေးတင်တာပေါ့နော်ဒါပေမဲ့မတွေးဘူးအဲအဲ့လိုမျိုးမတွေ့တာကိုယ်တိုင်ကဒီကောင်ကလဲလို့ဆိုတာမျိုးဖြစ်သွားရောပြီးလဲပြီးရော သူ့ရဲ့ဒီចောင်းនោះကဆရာ ਨੇ ပေါ့เนาะသူတို့အင်တာဗျူးလုပ်တယ်ပေါ့အဲ့ဆရာကိုတွားပြီးတော့မေးတာစန္ဒာတွေတွားလုပ်တယ်ပေါ့အဲ့ဒီခါကျတော့လေဒီဆရာကဗာပြောလဲဆိုတော့ drivers ကတအား तू ကအမှတ်ညံကောင်းတယ် plus तू က language လေ့လာရတာလဲကြိုက်တယ်ပေါ့အဲ့လိုပြောလိုက်ပြန်တော့လေ तू ကဘလို့တွက်သွားလဲဆိုတော့အမှတ်ညံကောင်းတယ် spine ဆိုတာအမှတ်ညံကောင်းရတယ်ဒါကြောင့်မလို့ဒီဒီကောင် spine ဖြစ်နိုင်တယ်ပဲเนาะဘလို့မှတခွန်းမအောင်မလျှော့တာအပါပဲဖြစ်ဖြစ်ဘလို့အကြောင်းရပဲလာလား ီကောင်စပိုင်မယ်နော်အဲ့မှာဒီ language တွေလေ့လာရဲဆိုတော့ language လေ့လာရတာကိုဝါသနာပါတယ်ကြိုက်တယ်ဆိုတော့လေဟော language လေ့လာရတာကြိုက်မှာပေါ့ဘာဖြစ်လို့လဲဆိုတော့ तू ကနိုင်ငံခြားအစိုးရတွေနဲ့ဆက်သွယ်လုပ်ချင်လို့နော်အရင်တည်းက तू က language တွေလေ့လာတာအဲ့လိုမျိုး तू ကဘယ်လိုပြောမလဲ breakfast အကြောင်းကိုဟိုကြားလိုက်ရသမျှဒီ investigate လုပ်ပြီးထွက်လာသမျှအကြောင်းအရာတွေအကုန်လုံးကိုအာဒီကောင်စပိုင်ဒီကောင်စပိုင်ဆိုတဲ့အထဲမှာပဲ तू ကပြစ်ထည့်လိုက်တာပေါ့နော်အဲ့ဒါကို तू က confirm ဖြစ်ဖို့အတွက်ကိုပဲ အကုန်လုံးကပန့်ဖို့တဲ့သဘောဖြစ်တယ်ပေါ့။ तू ကခုံယုံလက်တက်တယ်နော် trial လုပ်တယ်။ဘယ်လိုပဲပြပြ drivers ကရှုံသွားတယ်။အဲဒါသူ့ရဲ့ဒီ uniform တွေဘာတွေကိုသူ့မှာအဲ့လိုအခမ်းအနားရှိတယ်ဒီ uniform တွေကိုဆွဲသိမ့်လိုက်ပြီးတဲ့အခါကျတော့သူ့ဓာတ်ကိုချိုးပစ်တာတို့ဘာတို့အဲ့လိုမျိုးတွေပေါ့နော်ဒါဘယ်လိုပြောမလဲသူရဲ့တိတ်ခါကိုပေါ့နော်စစ်သားတယောက်ရဲ့တိတ်ခါကြသွားအောင်လုပ်တယ်ဆိုတဲ့သဘောမျိုးပေါ့အဲ့လို event တွေပါလေလုပ်ပြီးတော့ကိုသူ့ကိုလုံးဝအပြစ်ပေးတယ်ပြီးတော့ တကြုံပို့ထည့်လိုက်တာတသက်တကြုံကိုတကယ်ကိုအရန်ဆိုးတယ်ပေါ့နော်အဲ့တုန်းကတော့သူတို့ရေးထားတဲ့အထဲမှာတော့တော်တော်လေးဆိုးတဲ့ဒီတနေရာကိုသူကပို့လိုက်တယ်ပေါ့အချုပ်ချလိုက်တယ်အဲ့တသက်လုံးအတွက်ပေါ့တော်ကိုနှစ်တော်တော်ကြာတဲ့အထိအဲ့လိုမျိုးဖြစ်သွားတယ်ပေါ့နော်အားလုံးပေါင်းသူတို့ရေးထားတဲ့အထဲမှာဆိုလို့ရှိရင်12နှစ်ပတ်ဝန်းကျင်လောက်ကြာတယ်ဆယ်စုနှစ်တစ်ခုစာကိုအဲ့လိုမျိုးသွားလိုက်တာဆိုတော့အဲ့လိုဖြစ်တဲ့အချိန်ကာလတစ်ခုလုံးမှာလဲ drivers ကတောက်လျှောက် ပြင်သစ်အစိုးရကိုစာရီရေးပြီးတော့အတနာခံခဲ့တယ်ပေါ့နော်သူမဟုတ်ပါဘူးသူလုံးဝမဟုတ်ပါဘူးအမှန်က trial ဝင်သွားပြင်မဲ့လေသူကတကယ်တမ်းက evidence မပြနိုင်ခဲ့ဘူးဘာကြောင့်မို့လို့သူဒီအိစာသူစာဖြစ်တာလဲဆိုတဲ့ဥစ္စာကိုဘသူမှ evidence မပြနိုင်ပဲနဲ့ဒါ social mindset လို့ခေါ်မှာပေါ့ဘာကြောင့်ညာမှမရှိပါမဲ့သူဂျူးဖြစ်နေရနဲ့ဟိုပဲသူလည်းရင်းနဲ့တူတယ်ဆိုပြီးတော့အတင်းယူအဲ့လိုမျိုးဟိုကဖြစ်လိုက်တာပေါ့တကယ်တမ်းကဒီ handwriting expert ကလည်း100%ဒီဟာပါလို့သူကပြောတာမဟုတ်ဘူးတကယ်က စင်နေတယ်လို့ပြောတာအဲဒါပေမဲ့လည်းအဲ့တခုတည်းနဲ့ပေါ့နော်အဲ့တစ်ချက်တည်းနဲ့အဲ့လိုလှုပ်ထဲလိုက်တာပေါ့အဲ့တော့အဲ့မှာနောက်တစ်ယောက်ပေါ်လာတာက corner pick card ဆိုတဲ့လူတစ်ယောက်ပေါ်လာတယ်ပေါ့နော်သူကလည်း in this setup ကအရာရှိတစ်ယောက်ပဲပေါ့ဒီ pick card ကကြတော့သူလည်းပဲ anti semantic ကဖြစ်တယ်အဲ့ဒီအချိန်မှာကတော့ဘာလို့မဆို anti semantic ဖြစ်တယ်အမှန်ကဒီစာကိုပို့မယ်ဆိုတဲ့ဂျာမနီကလည်းသိတဲ့အတိုင်းပဲเนาะအဲ့ဒီအချိန်တုန်းကတော့ဂျာမနီကလည်းဂျူးမုန်းတာပဲဘာလို့ဖြစ်ဖြစ်ဂျူးမုန်းတာပဲအဲ့ဒီတုန်းကတော့ဒီနေရာမှာ ဘသူကပုံမုံနေဆိုတာမရှိဘူးမုံလို့ဟိုကလှုပ်ထက်လိုက်တယ်ဆိုတာပဲရှိတာပေါ့နော်ဆိုတော့သူကကြတော့လေအဲဘာလို့သူကသတိထားမိရလဲဆိုတော့ဒီ drivers ကထောင်ထဲကိုရောက်သွားပြီးတော့နှစ်တကြသွားတဲ့အချိန် အခုဒီ spine ကိစ္စကဆက်ရှိနေတော့မယ်။စာရီပိုးတဲ့ကိစ္စကလည်းသူတို့ကြားနေရတော့မယ်။ဆိုလိုချင်တာ spine ကထပ်ပြီးတော့အဲ့ထဲမှာရှိနေတော့မယ်။ဆိုဘာလို့လဲပေါ့။သူတယောက်ဖမ်းပြီးွားပြီ။ဒါမဲ့ဒီကိစ္စဘာလို့ဆက်ဖြစ်နေရလဲပေါ့။ဘာလို့ဆက်ဖြစ်နေရလဲဆိုပြီးတော့သူတို့လိုက်ကြတဲ့အချိန်မှာသူတို့နောက်တယောက်ကိုသွားတွေ့တယ်ပေါ့နော်။အဲ့ဒီလူလည်းသူတို့ဖမ်းမိတယ်။တကယ်ဆိုလို့ရှိရင်အဲ့လူကိုဖမ်းမိရဲဆိုရင်ပေါ့နော်ရှေ့ရတယောက်ကမှားဖမ်းမိတာမဟုတ်ဘူးလားလို့မေကွန်းထုတ်เสียရှိတာပေါ့ ဒါပေမဲ့မထုတ်ဘူးသူတို့ကဘာပဲပြောလဲဆိုတော့ရှေ့ရတယောက်ကလည်း drivers ကလည်း spy ပဲ drivers ကိုထောင်ထဲသွင်းလိုက်လို့နောက်တယောက်ပေါ်လာတာလို့ပဲပြောတယ်1899မှာပေါ့နော် drivers ကအယူခံဝင်ခွင့် retrial ပြန်လုပ်ခွင့်ရခဲ့တယ်အဲ့ဒါဟာဒုတိယတယောက်ကိုဖမ်းမိသွားပြီနော်ဖမ်းမိသွားတဲ့အထိ drivers ဒီ retrial လုပ်တဲ့အဥ္စာကိုနှင်းနှံချီပြီးတော့အယူခံဝင်တာဝင်တာဟာ1900နဲ့နှစ်ခုနှစ်လောက်ကြာတော့မှပဲ သူအယူခံအောင်ပြီးတော့သူအပြစ်မရှိဘူးဆိုတဲ့အဥ္စာကိုပြနိုင်ခဲ့တယ်ပေါ့ဆိုတော့ဒီနေရာမှာ corner pick court ရဲ့ယာရှိရဲ့ mindset ကိုတစ်ချက်ကြည့်ကြည့်ကြမယ်ပေါ့နော်အဲရှေ့မှာကတော့ soldier mindset ပေါ့နော်ဒီလူကိုမုန်းတယ်ဒီလူမှားတယ်ရုတ်တရှိဤမရှိဤ no မစင်စားဘူးငါတို့ဒီလိုထင်တယ်ဘလို့ပဲတသက်မရှိသည်ဖြစ်စေ ထောင်ထဲသွင်းထည့်လိုက်တယ်။ဒီလူသည်ဆယ်စုနှစ်တစ်ခုလောက်ထောင်ကြွားရဲဘာမှလည်းမလုပ်ဖဲနဲ့ပေါ့နော်။ဘာမှလည်းအယူခံဝင်ခွင့်မရခဲ့ဘူးပေါ့။ဒါမဲ့ဒီ corner pickwat ကကြတော့သူလည်းပဲအမှန်ကတော့ဂျူးကတော့မုံနာမုံနာပဲ။ဒါမဲ့ဒုတိယတယောက်ပေါ်လာတဲ့ဆိုတဲ့သဘောက maybe ပထမတယောက်ဟာမှားကောင်းလဲမှားခဲ့နိုင်တယ်ဆိုပြီးတော့ double check ပြန်လုပ်တဲ့သဘောပဲ။နော်သူလည်းအစတုန်းကတော့ drivers လုတ်တယ်လို့သူထင်ထားတာပဲပေါ့နော်သူအဲ့လိုပဲထင်ထားတာပဲဒါပေမဲ့ဒုတိယတယောက်ပေါ်လာတဲ့အခါသူ့စိတ်ထဲမှာနည်းနည်းလေးတန်တရားဝင်တယ် ဟုတ်ကောဟုတ်ရဲ့လားပေါ့နော်ဟုတ်ကောဟုတ်ရဲ့လားဆိုတော့သူ့ရဲ့ scout mindset ကြောင့်မို့လို့ drivers ကအယူခံပြန်ဝင်ခွင့်ရပြီးတော့နောက်ဆုံးမှသူလွတ်သွားတယ်ပေါ့နော်ဆယ်စုနှစ်တခုတော့ကြာတယ်ဒါပေမဲ့သူခံတော့ခံခဲ့ရတယ်ဒါပေမဲ့လည်းလွတ်တာလည်းလွတ်သွားတယ်တသက်တကျွန်းတကယ်သေးတဲ့အထိတော့မဖြစ်သွားဘူးပေါ့လွတ်တာကလွတ်သွားတယ် so that is a scout mindset we're talking about here ဘာဖြစ်လို့ကျမကဒီ mindset တွေအကြောင်းကိုဒီနေ့ဗီဒီယိုမှာပြောဖို့စဉ်းစားလဲဆိုတော့အခုကျမတို့ community မှာပေါ့နော်ကျမတို့ရဲ့ ပတ်ဝန်းကျင်တဲမှာက social mindset တွေကအရင်များလာတယ်လို့တွေးရပေါ့နော် again ဒါဟာကျွန်မ politics ကိုဥတည်ပြီးတော့ပြောတာမဟုတ်ဘူးကျွန်မတို့ရဲ့လူတွေကပေါ့နော်တခုခုဒီဟာမှန်တယ်လို့တွေးလိုက်လို့ရှိရင်ဒီလူကိုကြိုက်တယ်ကွယ်နော်ဒီလူကိုကြိုက်တယ်ဒီလူကိုသဘောကျတယ်ဆိုလို့ရှင်တူညီတဲ့အမားတစ်ခုကိုပဲကိုကြိုက်တဲ့လူကလှုပ်တဲ့အခါကျတော့ဒါပါဇက်ကလေးပိတ်နေတာပဲဖြစ်ဖြစ်ဒီဥစ္စာအပေါ်မှာအကောင်းအောင်ပြောလိုက်တာပဲဖြစ်ဖြစ်လှုပ်ပြီးတော့ ကိုကဘလို့မှကြည့်မရတဲ့မျက်မုံးကျိုးတဲ့လူတယောက်ကတူညီတဲ့ကိစ္စကိုပဲလုပ်တဲ့အခါကျတော့အရန်ကိုဒါ blame လုပ်တာလုပ်တာမှမှကိုဟာကိုတယောက်တည်း blame လုပ်တာမဟုတ်ဘဲနဲ့ကြံတဲ့လူတွေအကုန်လုံးလဲဝင်ပါလာအောင်အတွက်ကိုလာအတူတူဝိုင်းပြီးတော့ blame ကြမယ်ဆိုတဲ့ပုံစံမျိုးလုပ်တာတွေလဲတွေ့ရတယ်ပေါ့ဒါကြောင့်မို့လို့ကျမဒီနေရာမှာ scout mindset လေးကိုမိတ်ဆက်ပေးချင်တာပါအဓိက focus လုပ်ချင်တာကတော့ scout mindset ပါပေါ့နော်ငါမှန်နေတယ်ဟုတ်တယ်ငါမှန်နေရလို့ထင်ထားတယ် but then ခြားတွေးစရာတစ်ခုခုပေါ်လာတယ်ဆို how about curious ပေါ့စက်စုကြည့်မယ်ပေါ့နော် explore လုပ်ကြည့်ရအောင်တွေးကြည့်ရအောင်ဟုတ်လားမဟုတ်လားသွားကြည့်ကြည့်ရအောင်အဲဒီလိုပုံစံမျိုးပေါ့ explore လုပ်ကြည့်ရဆိုတဲ့သဘောပဲကိုမှန်တာတစ်ခုပေါ်လာတယ်တခြားတခြားတော့သူနဲ့မတူညီရဲ့ဆန့်ကျင်ဘက်တစ်ခုပေါ်လာလို့ရှိရင်ချက်ချင်းလက်ခံလိုက်ဖို့ပြောတာမဟုတ်ဘူးခုနက ကော်နာပစ်ကွက်တဲ့ကိစ္စမှာလည်းသူကချက်ချင်းလက်ခံလိုက်တယ်လို့တော့ပြောတာမဟုတ်ဘူးသူက driver's innocent ဖြစ်ခဲ့ဆိုရင်ရောဆိုတာမျိုးသူကစဉ်းစားတာပေါ့ဒီသဘောပါပဲ second thought ပေါ့နော်နောက်ကနေတာကိုထပ်ပြီးတော့နောက်တစ်ခေါက်ထပ်စဉ်းစားကြည့်တယ်ဆိုတဲ့သဘောပါပဲအဲ့လောက်ကလေးပါပဲအဲလက်ခံကြီးလက်မခံကြီးကတော့စူဇန်ပြီးမှသိရမယ်အဓိကကတော့ငါမှန်တာကတော့ဟုတ်တယ်ဒါပေမဲ့ပိုကောင်းတဲ့ idea ရှိရဆိုရင် why not explore it ဒီလိုသွားတာပေါ့နောက်တစ်ခုကကြတော့ကိုက A လို့တွေးထားတဲ့နေရာမှာ A မဟုတ်ဘူး B ဖြစ်နေတယ်ဆိုတဲ့အခါပေါ့နော်အများသောအားဖြင့်ဖြစ်သွားလိမ့်ရှိတာက no B လုံးဝမဖြစ်နိုင်ဘူး အေးမှန်တယ်ဘာလို့မှန်တာလဲငါထင်ထားလို့မှန်တာငါလက်ထဲမှာဆုပ်ကင်ထားပြီးသားမလို့အေးကအမှန်ဆုံးပဲအဲဒီလိုတွေးတဲ့အဥ္စာပေါ့အဲ့တော့အဲ့လို contradict ဖြစ်တယ်ပေါ့နော်ကိုယ်နဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့အရာကိုတွေးလာခဲ့တဲ့အခါကျရင်လေဟိုလုံးဝ defend လုပ်တဲ့သဘောပေါ့နော်ဥမာအလုပ်ခွင်ထဲမှာဆိုလဲရှိတယ်ငါဒီလိုထင်ထားတယ်ငါဒီလိုလုပ်ထားတယ်ဆိုနင်ပြောတာဘလို့မှမဖြစ်နိုင်တော့ဘူးဆိုတဲ့သဘောမျိုးကန်ပြီးတော့ညင်ထက်လိုက်တာမျိုးလုပ်တတ်ကြတယ်ပေါ့နော်နားမထောင်တော့ဘူးနှစ်တစ်ဖက်ကငါနားမထောင်တော့ဘူးဘာဖြစ်လို့လဲဆိုတော့ငါမှန်ပြီးသားအဲ့လိုဟို contradict ဖြစ်တဲ့မတူတဲ့အတွေ့အကြုံပေါ်လာရင်ကိုပို့ပြီးတော့ဘာမှမပြောရသေးဘူးတခါတည်း defend လုပ်ထားပြီး no လုံးဝနားမထောင်ဘာလို့ငါဟာလုံးဝမှန်တယ်ငါပြောတဲ့အတိုင်းမှန်တယ်ထပ်ပြီးတော့နောက်တစ်ခုကိုမစဉ်းစားခြင်းမကြားခြင်းဆိုတဲ့ဟာမျိုး defend လုပ်တာမျိုးကြုံတတ်ကြရပေါ့နော် instead တော့အဲ့လို defend ဖြစ်တာအထက်ကို intrigue လို့ခေါ်တာပေါ့ curious ဖြစ်ကြည့်ရအောင်ပေါ့စိတ်ဝင်စားကြည့်ရအောင်ဘယ်နေရာဘာကြောင့်မို့လို့ငါနဲ့ဒီကိစ္စအတွေ့မတူရလဲ let's explore စဉ်းစားကြည့်ရအောင် မတူတဲ့အဥ္စာကို ကြည့်ကြည့်ရအောင်နားထောင်ကြည့်ရအောင်เนาะနားထောင်ကြည့်ရအောင်အဲ့လို invite လုပ်တာမျိုးပေါ့เนาะဘာဖြစ်လို့လဲဆိုတော့လူတွေကအများသောအားဖြင့်ကိုယ်အဝန်ဝိုင်းလေးထဲမှာရှင်သန်ကြတယ်ပေါ့เนาะကိုယ်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့လူတွေပြောတဲ့အမှန်တရားတည်းဒါကိုယ်အမှန်တရားဖြစ်နေတတ်တယ်ပေါ့လောကကြီးကအကျယ်ကြီးအကြီးကြီးเนาะလူတွေလည်းအများကြီးเนาะဖြစ်နိုင်ခြေတွေ possibility လည်းအများကြီး let's listen to like all the options let's get to know ပေါ့เนาะ uh the whole world is out there instead of like defending what you believe like too much let's explore what ပြင်မှာဘာရှိလဲအာဘာတွေဖြစ်နေလဲเนาะအာဘလို့ mindset တွေရှိလဲလူတွေကဘာလို့ကိုယ်နဲ့မတူပဲတွေးကြတာလဲဒါတွေအကုန်လုံးကိုလက်ခံလိုက်ဖို့မဟုတ်ဘူးဒါပေမဲ့အထူးသဖြင့်လူငယ်တွေအနေနဲ့အမြင်ကျခြင်းနဲ့ဆိုတဲ့အခါကိုမှန်တာကိုသိတာ ကိုတက်တာတခုတည်းဟိုပဲလက်ကင်ထားပြီးတော့ဒီတိုင်းပဲဆိုတာမျိုးအတင်းကြီးကို defend လုပ်ပြီး soldier mindset နဲ့နေတာထက်ကို let's explore เนาะတခြားသော options တွေလည်းရှိတယ်သူများရဲ့ opinions ကိုလည်းနားထောင်ကြည့်ပြီးတော့ invite လုပ်ကြည့်ပါဗောเนาะ like invite more ideas ဒီဥစ္စာဟာ that's the way you become creative knowledgeable ဖြစ်ပြီးတော့ opportunity လို့ခေါ်တဲ့ဒီအခွင့်အလမ်းတွေကိုလည်းပို့ပြီးတော့သိလာမြင်လာနိုင်မယ်အဲဒီ mindset တစ်ခုဖြစ်ပါတယ်ဗောเนาะဒီဟာဒီဗောเนาะ လူတိုင်းတွတ်တော့တင့်တော်စင်မှာတင့်တော်မယ်เนาะကျမရှေ့မှာလည်းအမြဲတမ်းပြောဘူးလေပေါ့ဗီဒီယိုတစ်ခုလုပ်တဲ့ဆိုတိုင်းမှာဗီဒီယိုတစ်ခုဒီအမြဲတမ်းလူတကာနဲ့အမြဲတမ်းတင့်တော်တာမျိုးဖြစ်ချင်မှဖြစ်နိုင်မယ်ပေါ့เนาะ तू อ่ะ idea တော်တော်များများကိုလက်ခံရတာလေ့လာရတာဖြစ်တဲ့အတွက်ကြောင့်မလို့ energy တအားမတက်နိုင်တဲ့လူဆိုလို့ရှင်လဲ ဲ့လောက်အများကြီးတော့မခံနိုင်ဘူးငါဒါပဲတက်နိုင်ဒီနေရာမှာပဲဒီလိုလေးပဲဒါကုတ်ကုတ်လေးဒီတိုင်းပဲ narrow လေးပဲနေမယ်ဆိုရင်တော့လေသဘောပါပေါ့နော်ဒါပေမဲ့တကယ်ကို if you have a like plan of exploring the whole world get more ideas be creative like really knowledgeable uh have a big network အဲ့ဒါမျိုးဆိုရင်တော့ mindset ကိုယ်တိုင်ကအဲ့လိုမျိုး scout mindset လိုမျိုး let's explore even if there is a contradict ဖြစ်တဲ့ idea ရှိမယ်ဆိုရင်တော့ let's listen to the others ပေါ့နော်ကိုမှန်လားကိုထင်ထားတာတခုတည်းမှန်တယ်ဆိုတာအထက်တို့ရောဘာဖြစ်လို့တို့ထင်တဲ့အထင်မှန်တာလဲဆိုတာလေးကိုလည်းငါနားထောင်ကြည့်ရအောင်ဆိုတဲ့ point of view ကမြင်တတ်ဖို့လိုပါတယ်နော်အဲ့ဒါလေးကိုနောက်ဆုံးအနေနဲ့ပြောချင်တာဖြစ်ပါတယ်နော်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဲကြော်ညာစရာလေးကတော့ဒီဗီဒီယိုမှာနှစ်ခုရှိပါမယ်တစ်ခုကတော့အဲကျမတို့ဇူလိုင်လအတွင်းမှာ coaching session က၃ခုလောက်ပေါ့နော်ဒီဗီဒီယိုလုတ်တဲ့အချိန်မှာ၃ခုလောက်ရှိနေသေးတယ်အခုတော့ မပြောတတ်ဘူးပေါ့နော်ဗီဒီယိုကကြိုရိုက်ထားတာဆိုတော့ဇူလိုင်လ3ခုပြီးသွားလို့ရှင်တော့1 to 1 coaching session တွေကိုခဏလေးရပ်ပါမယ်ပေါ့နော်ဇူလိုင်လအတွင်းရောက်မှပဲ August လအတွက်ကိုတစ်ခေါက်ပြန်ဖွင့်ဖွင့်မယ်ပေါ့နော်အခုလောလောဆယ်မှာတော့အဲ့3 session ဟာဒါနောက်ဆုံး ရှိတဲ့ဥစ္စာပါပဲပေါ့เนาะဇူလိုင်လမှာခဏလေးရက်မဲ့အဲဒါနောက်ဆုံးမှာ coaching session 3ခုရှိမယ်အဲ့ဒါလေးကိုဒီဗီဒီယိုမှာ လာပြီးတော့အကြောင်းကြားတာပါနောက်တစ်ခုကကျမတို့ရဲ့ဒီ value proposition အာ course လေးကလည်းညီကပ်လာပါပြီပေါ့เนาะဇူလိုင်16 20မှာလုံးမှာဆိုတော့ဂျွန်လအတွင်းမှာအာ36000နဲ့ uh, special discount ကရတုံးပါပဲတကယ်လုံးမဲ့လာတယ်ဇူလိုင်လာတယ်ရောက်သွားလို့ရှင်တော့ तू ကမူရင်းဈေးဖြစ်တဲ့တသိန်း၈00နဲ့သွားမယ်ပေါ့เนาะဆိုတော့အခုဂျွန်လမကုန်ခင်အထိမှာတော့တသိန်း6000နဲ့ဖွင့်ထားပေးတုံးပါပဲအဲနောက်ပိုင်းမှာဒီ cost ကို recorded video ဝယ်ကြရဲဆိုရင်လည်းတသိန်း၈00ပဲတောက်လျှောက်ဖြစ်သွားတော့မှာဆိုတော့ဂျွန်လမကုန်ခင်မှာ value proposition ကိုစိတ်ဝင်စားရဲဆိုရင်လည်း register လုပ်ဖို့ကိုတိုက်တွန်းခြင်းပါတယ် link နေလဲဒီ video မှာထည့်ထားပေးပါမယ် အပိတ်အနေနဲ့ကတော့ကျမတို့ value proposition ဆိုတာပေါ့နော်ဒါစီးပွားရေးလုပ်ဖို့စိတ်ဝင်စားတဲ့အခုလုပ်နေတာမဟုတ်ဘူးဆိုရင်တော့နောက်တစ်ချိန်မှလုပ်ဖို့စိတ်ဝင်စားတဲ့ဆိုရင်အဲစီးပွားရေးတစ်ခုလုပ်ကြမယ်ဆိုရင်တော့ value proposition ကအခြေခံဖြစ်ပါတယ်စီးပွားရေးတစ်ခုလုပ်ခြင်းနဲ့ personal brand တစ်ခုတည်ဆောက်ခြင်းနဲ့เนาะအဲ့လိုမျိုး blog တစ်ခုစထားခြင်းနဲ့စီးပွားရေးတစ်ခုလုပ်ခြင်းနဲ့မဟုတ်လက်ရှိလဲလုပ်နေစေဖြစ်တယ် ပို့ပြီးတော့ systematic ကြအောင်လုပ်ချင်တယ်အဲ့ဒါဆိုလို့ရှိရင်ဒီ value proposition ရဲ့သဘောကပေါ့နော်ကိုကကုန်ပစ္စည်းတစ်ခုဖန်တီးတယ် service တစ်ခုဝန်ဆောင်မှုတစ်ခုဖန်တီးတယ်ဆိုတဲ့အခါကိုဖန်တီးခြင်းတဲ့ပုံစံမျိုးကိုတတ်နိုင်တဲ့ပုံစံမျိုးဖန်တီးလိုက်တဲ့ဆိုတာထက်ဈေးကွက်ထဲမှာ gap ရှိတဲ့ low အချက်ရှိနေတဲ့တကယ်လဲသူများကိုတကယ်အကူအညီပေးနိုင်တဲ့ပေါ့နော် တကယ်ဝန်ဆောင်မှုပေးနိုင်တဲ့ low အပ်နေတဲ့လူတွေကပတ်စံပေးပြီးတော့ဝယ်ဖို့ပျော်တဲ့ဝယ်ခြင်းအောင်ဖြစ်လာစေတဲ့ gap ရှိနေပြီးသားလက်လက်နေပြီးသားဖြစ်တဲ့ဒီနေရာတစ်ခုကိုကိုကသွားဖြည့်ပေးတဲ့သွားကုညီပေးရဆိုတဲ့အခါတအားကြီး drive လုပ်ပြီးတော့ရောင်းနေစီရမလိုပဲနဲ့ sales ကသူ့အလိုလိုသွားမယ်ပေါ့နော်ဒါ brand တစ်ခုတိဆောက်လိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ brand တစ်ခုက foundation ခိုင်သွားတဲ့ဆိုလို့ရှိရင်နောက်ပိုင်းမှာဒီကောင်ကဟိုကိုက product ကိုတစ်ခုထပ်ပို့ပြီးတော့ချဲ့ကားပြီးလုပ်သွားမယ်ဆိုရင်လည်းပို့ပြီးတော့ရွေ့သွားဖို့ရမှာပေါ့နော်အလွယ်တကူဒီချော့ချော့မွတ်မွတ်ရွေ့သွားဖို့ရမှာ အထောက်ကူဖြစ်မယ်ပေါ့ဆိုတော့ဒါဒီအားလုံးအတွက်ကို value proposition ကအခြေခံဖြစ်ပါတယ် outline လေးလည်းထုတ်ထားပါတယ်ပေါ့နော် အာဒီတူမကိုချင်း page မှာထည့်ထားတဲ့ဒီ post ကိုတော့ကြည့်လို့ရပါတယ်ကယ်၍စိတ်ဝင်စားရဲဆိုရင်တူမကိုချင်း facebook page မှာပဲဖြစ်ဖြစ် telegram channel မှာပဲဖြစ်ဖြစ်တွားရောက်ပြီးတော့အာမေးမြန်းစုံစမ်းလို့ရပါတယ်ဆုံးထိနာထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဒီ video လေးကိုကြိုက်တယ်ဆိုရင် thumb up like ပေးခဲ့ပေးပါဒီ video ကို နားထောင်လို့အကျိုးရှိမဲ့မိတ်ဆွေတငယ်ချင်းတွေရှိတယ်ဆိုရင်လည်း share ပေးလို့ရပါတယ်ဒီလိုမျိုးတံပိုးရှိတဲ့ video တွေနဲ့အပတ်တိုင်းလာခဲ့မှာဖြစ်တဲ့အတွက်ကျမရဲ့ဒူမကိုချင်း YouTube channel လေးကိုလည်း subscribe လုပ်ထားပေးလို့ရပါတယ်နောက်ပတ်မှာပြန်တွေ့ကြမယ်ရှင်